နပိုလီယံကရုရှားကိုကျူးကျော်ဖို့သူသိမ်းပိုက်ထားတဲ့နိုင်ငံအားလုံးကိုစင့်ခေါ်လိုက်ပြီးဥရောပတဒိုင်လုံးပါဝင်တဲ့စစ်တပ်ကြီးကိုဖွဲ့စည်းလိုက်တဲ့ပထမစစ်ကြောင်းကိုနပိုလီယံကိုယ်တိုင်ဥဆောင်ပြီးကျန်တဲ့စစ်ကြောင်းနှစ်ခုကိုသူ့ရဲ့ညီနှစ်ယောက်ကဥဆောင်ပေမဲ့ညီတစ်ယောက်ကတော့စစ်တကားမှမတိုက်ဖူးသေးပါဘူး။ဒါကြောင့်နပိုလီယံနဲ့ညီအကိုများဥဆောင်တဲ့တပ်ကြီးက9ရက်အတွင်းရုရှားမျိုးတော်အထိတက်သိမ်းဖို့စစ်စင်ရေးစတင်တယ်။နပိုလီယံပထမစစ်ကြောင်းကအရှိကိုတက်ကရုရှားပင်မတက်ကိုအရင်ဖြိုခွင်းပြီးတာနဲ့ရုရှားဒုတိယ တက်ရဲ့အနောက်ဘက်ကနေတွားရောက်တက်ဆွဲကပိတ်ဆို့ထားမယ်ပြီးတော့သူ့ရဲ့ကြံတဲ့စစ်ကြောင်းတစ်ခုကအရှိကိုတက်လာပြီးတော့နပိုလီယန်တက်နဲ့ကြပြိုင်တဲ့ညှက်တိုက်ကအပီးတန်ခြေမုံးဖို့အစီအစဉ်တယ်အရင်ဆုံးနပိုလီယန်တက်ကြီးကမြစ်ကိုဖျက်ကူးတာနဲ့တင်၅ရက်အထိကြာမြင့်ခဲ့ရပြီးမှရုရှားနယ်မြေထဲကိုရောက်ရှိလာတော့တာရုရှားဘက်ကနပိုလီယန်နဲ့ထိတ်တိုက်မရင်ဆိုင်သေးပဲညီလှန်စနစ်ကိုယာနှုံးပြစ်စတုံးတာပါအဲ့ဒါကကိုယ့်ရဲ့နယ်မြေပေါ်ကိုရန်သူတွေရောက်လာတဲ့အခါကုန်းကောက်ဆရာမရှိတော့အောင်ကြိုတင်ဖြက်စီးပြက်လိုက်ပြီး ်ဆုတ်ခွာပေးလိုက်တာပါနပိုလီယံကလည်းရန်သူကိုလွတ်မြောက်ခွင့်မပေးဘဲတခါတည်းခြေမုံဖို့သူ့ရဲ့စစ်ကြောင်း၃ခုစလုံးကိုရှေ့သက်ခိုင်းလိုက်တယ်ဒါပေမဲ့တတိယစစ်ကြောင်းကနောက်ကျနေတဲ့အတွက်ရုရှားတပ်ကအချိန်မီဆုတ်ခွာနိုင်ခဲ့ပြီးလွတ်မြောက်သွားခဲ့တယ်ဒါကြောင့်နပိုလီယံကအတုံးမကျတဲ့ညီဖြစ်သူကိုစူပူချိန်ပေါင်းပြီးတော့တိုက်ပွဲအတွေ့အကြုံရှိတဲ့ဘူဂျီတယောက်ကိုလွတ်ကသူ့ညီအထက်မှာယာထူးခန့်ထားလိုက်တာကြောင့်အလုံးရဲ့အရှိမအဆက်ရသွားပါလိမ့်ရောလက်ရှိမှာသူ့ညီကလက်အောက်ခံနိုင်ငံတစ်ခုမှာဘရင် င်အဖြစ်လှုပ်ရှားနေစေဖြစ်တာမို့မာနတခွဲတာနဲ့တက်ကနေနှုတ်ထွက်သွားပြီးလှဲ့ပြန်သွားတာနောက်ဆုံးတော့ရုရှားတက်ကခံတက်မြို့ထဲမှာနေပြီးတော့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်ချက်ချင်းကိုနပိုလီယံရောက်ရှိလာပြီးအမြောက်ပေါင်းတရာနဲ့အဆက်မပြတ်လှမ်းထုနေတာကိုကြံ့ကြံ့ခံနိုင်ခဲ့ပြီးမယ်မကြခင်တမြို့လုံးကိုဝိုင်းဝန်းပိတ်ဆို့တော့မှာကိုစိုးရိမ်တဲ့အတွက်နောက်ဆုတ်ပြီးလိုက်ရပြန်တယ်အခုလိုတောက်လျှောက်ဆုတ်ခွာရင်းနဲ့မော်စကိုမြို့တော်စီရောက်သွားတော့မှထပ်ဆုတ်เสียရမရှိတော့တာကြောင့်ကုန်းမြင့်ပေါ်မှာကတုတ် ျင်းတွေပြင်ဆင်ပြီးတော့အပီးတိုင်ခုခံဖို့ဆုံးဖြတ်လိုက်တယ်။စောင်းရာသီရောက်ဖို့နှစ်လပဲအလိုမှာနပိုလီယံအတွက်ရွေးစရာရှိတာကလက်ရှိမြို့မှာစက်နေပြီးတော့စောင်းခိုမလား။ဒါမှမဟုတ်အရေးစွန်ပြီးမော်စကိုကိုနှစ်လအတွင်းရအောင်သိမ်းပိုက်မလား။ထုံးစံအတိုင်းနပိုလီယံကရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်တာကြောင့်စစ်မြေပြင်မှာထိတ်တိုက်တွေ့ကြပါလေရော။နပိုလီယံကရုရှားတောင်ပံကိုအရင်ဖြိုဖို့စတင်ထိုးစစ်ဆင်တယ်။မကြာခင်ရုရှားမြင်းတပ်ကထွက်ပေါ်လာပြီးဘေးကနေဖြတ်တိုက်တဲ့အချိန်မှာနပိုလီယံမြင်း င်းသက်ကချစ်ချင်းရှေ့သက်လာပြီးမြင်းသက်ချင်းထိတ်တိုက်တွေ့ကြတယ်ဂဒုတ်ချင်းတလျှောက်အနီးကပ်တိုက်ပွဲအပြင်းထန်ဆုံးအချိန်မှာနှစ်ဖက်စလုံးကအမြောက်တွေနဲ့လူအုပ်ထဲကိုရန်တမ်းပစ်ခတ်ကြပါလေရောအဲ့ချိန်မှာနပိုလီယံဘေးကအရန်တက်ရင်ကိုထုတ်သုံးဖို့သူ့ကိုတောင်းဆိုကြတော့နပိုလီယံပြန်ပြောလိုက်တာကငါစီမှာတက်ရင်ပေါင်း၈၀၀တောင်ရှိနေတာအရန်တက်ကိုပါထုတ်သုံးလိုက်မယ်ဆိုရင်အရေးအကြောင်းဆိုဘယ်မှာလဲငါရဲ့အဆောင်တက်ကနပိုလီယံတက်က ရှေ့တက်လာပြီးကုန်းမြင့်ရဲ့ဘေးကနေပတ်လာပြီးတော့ တက်တိုက်တော့မှရုရှားတပ်ကခံတက်ကနေစွန့်ခွာသွားတော့တယ်ပြီးတော့အသင့်ပြင်ထားတဲ့ဒုတိယခံစစ်ကြောင်းမှာနေရာယူပြီးအနောက်ကနေလိုက်လာတဲ့လူတွေကိုပြန်တိုက်ထုတ်ပစ်လိုက်တာကြောင့်တစ်ဖက်ကကုန်းမြင့်ပေါ်ကိုပြန်ဆုတ်သွားတယ်ဒုတိယနေ့မှာနပိုလီယံအမြောက်တပ်ကကုန်းမြင့်ပေါ်မှာနေရာယူလိုက်ကကြံရစ်ခဲ့တဲ့ရုရှားအမြောက်တွေကိုပါပြန်သုံးပြီးရုရှားဘက်ကိုလှမ်းထုပါလီရောအဲ့ချိန်မှာရုရှားရဲ့ညာတောင်ပိုင်းမှာရှိတဲ့မြင်းတပ်ကမြစ်ကိုတိုက်တိုက်စိတ်ကြော်ဖြတ်လာပြီးတော့ရုတ်တရက်ဘေးကနေဝင်တိုက်တာနပို လီယန်တပ်ကကြဆုံမှုတွေနဲ့တပ်ပြတ်ခံပြီးမှသူ့ရဲ့အရန်တပ်ကိုလွှတ်ပြီးစစ်ကူပေးလို့တာရုရှားမြင်းတပ်ကအနောက်ပြန်ဆုတ်သွားတာပါနေ့လယ်တနိုင်းမှာနပိုလီယန်ကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်ပြီးရုရှားရဲ့အလဲဘဟုခံတပ်ကိုဝိုင်းဝန်းပစ်ခတ်ကအသေးဝင်ရောက်တိုက်ခိုက်ကြတယ်ရုရှားဘက်ကဆုတ်ခွာပေးလိုက်ရပြီမဲ့အလျှော့မပေးပဲအင်အားထပ်ဖြည့်ကရှစ်တက်ပြီးတော့ချက်ချင်းပြန်သိမ်းလိုက်တာအဲ့လိုအပြန်အလှန်သိမ်းပိုက်ကြရင်မိုးချုပ်သွားလို့တာခဏနားလိုက်ရတာပါနောက်နေ့မိုးလင်း င်းလာတော့စစ်မြေပြင်မှာရုရှားတပ်ကလုံးဝမရှိတော့ပဲမော်စကိုမြို့စီဆုတ်ခွာသွားတယ်ရုရှားဘက်ကအင်အားထပ်မဖြည့်ပဲထပ်တိုက်ဖို့ဆိုတာမဖြစ်နိုင်သေးလို့မြို့တော်မော်စကိုကိုတောင်မကာကွယ်တော့ပဲနဲ့ရုရှားဘုရင်ကြီးနဲ့အတူနန်းဆိုင်တဲ့နီပြည်တော်မြို့စီကိုထွက်ပြေးသွားတာပါဒါကြောင့်နပိုလီယန်က83ရက်အတွင်းမော်စကိုမြို့တော်ကိုတင်ပိုက်နိုင်ခဲ့တာသူကမြို့ထဲကိုဝင်လာတဲ့အခါမှာတမိုင်းအစင်လာတိုင်းအရာရှိတယောက်ကမြို့ကိုအနှင်းဖို့သူ့ကိုအသင်ဆောင်ကြုံနေမယ်လို့မျှော်လင့်ထားတာပါအဲ့လိုပဲအင်္ဂလိပ် ကမန္တလေးကိုတပ်သိမ်းတဲ့အခါမှာကင်းဝင်မင်းကြီးဟာဗဒမြားငမောက်ကိုကင်ဆောင်ပြီးတော့မြို့ကိုအပ်ဖို့စောင့်ကြိုနေခဲ့တာရုရှားကိုရောက်တော့မှမြို့ကိုအပ်မဲ့လူမရှိတဲ့အပြင်အလုံးကစွန့်ခွာသွားတာကြောင့်တချို့နေရာတွေမှာမီးစတင်လောင်ကျွမ်းနေပါပြီလူတူမရှိရိတ်ခါမရှိနှင်းတွေဖုံးနေတဲ့မြို့ပြတ်ကြီးထဲမှာအခက်တွေ့နေတဲ့နပိုလီယန်နဲ့ထွက်ပြေးပုန်းရှောင်နေတဲ့ရုရှားဘီရင်ကအပြန်အလှန်အကွက်ရွှေ့တော့မှ